မှာဖယားတော့ကြောင်တပါဒီဝင်းနေမှာလာဆုံးမဲမဲနနာလို့ကျနာရကောဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွှင့်နေရေဒီယိုလေးပါတစင်ရဖင်ရပြိတ္တများအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့နိုဝင်ဘာလ19ရက်နေ့မှာမွေးနေ့ပြည့်မြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပံဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင် မတရားနေ့အစီအစဉ်အားနေပြမဆုံးဆူတောင်းပေးခြင်းနဲ့မူနေရှင်ကတော့မန္တလေးမှာနေတဲ့ညီမလေးတန်းငုံဖူးရဲ့ဒီနေ့မှပြင်းပြောက်တဲ့32နှစ်ပြည့်မူနေအတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါရယ်ညီမလေးတန်းငုံဖူးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မူနေအတွက်ကိုတော့သက်ဆိုင်သူကိုအောင်ရဲကျော်ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်ထမှန်ပြီးတော့ဆူတောင်းပေးရမယ့်မူနေရှင်ကတော့မြေကြီးနားမှာနေတဲ့ညီမလေးမေသူရဲ့ဒီနေ့မှပြင်းပြောက်တဲ့32ပြည့်မူနေအတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ် မြန်မာလေးမိသူရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ချစ်ခင်မွန်ကိုညီညီကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့မန္တလေးကမြန်မာလေးတန်ကုန်ဖူးမြေကြီးနောက်မှာနေတဲ့မြန်မာလေးမိသူတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။ နိုးထောင်းလာတဲ့မနေ့ကနေ့မှာတာယာပျော်ရွှင်အေးချမ်းပါစေစိတ်တော်တိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ငွေနေ့စုမုံကောင်းလေးတောင်းဆုချွေးပေးလိုက်ပါတယ်ရှင်။ မတရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်တောင်ဥက္ကလာကသမီးလေးမိုးမြင့်ခိုင်ရဲ့ဒီနေ့မှပြမြောက်တဲ့ဆယ်နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်သမီးလေးမိုးမြင့်ခိုင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်တောင်ဥက္ကလာမှာနေတဲ့အမကြီးအမငယ်ညီမလေးမောင်လေးနဲ့မိသားစုဝင်တွေအားလုံးကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မွေးနေ့ရှင်သမီးလေးမိုးမြင့်ခိုင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ မွေးနေ့မှစပြီးတော့နောက်နှစ်ပေါင်းများစွာထိပျော်ရွှင်မှုတွေကိုအများကြီးပိုင်ဆိုင်ပါစေ။မိဘအားကိုးရတဲ့တမိကောင်းရေတနာတယောက်ဖြစ်ပါစေ။ပညာရေးမှာအောင်မြင်ထူးချွန်တဲ့သူဖြစ်ပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆုချွေပေးထားပါတယ်ရှင်။အမတ်ရုံးနေ့အစည်းအဝေးမှာမွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုံးနှင်းတင်ဆက်ပေးခဲ့တာ ဖြစ်ပါရင်ရှင်။ ဆက်လက်ပြီးတော့ချစ်သူဆုံးကျွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်လာမယ်ညစွာခိုင်ရတဲ့လမ်းနဲ့အတော့ရဲ့အိမ်မလေး စ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့တတဲဦးမနေနဲ့ကိုမျိုးကျော်သူပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူနန္နာအောင်နဲ့ဒီနေ့မှပြေးမြောက်တဲ့လင်းနေတဲ့ငါးလပြည့်ချစ်သက်တန်းအတွက်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ထောင်ရအမြဲတမ်းချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်နဲ့ပြည့်မြောက်ကြတဲ့ချစ်သူစုံတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်နဲ့လေးရက်နေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းသားတို့ပြအခက်အခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ မတရားနေ့အစည်းအဝေးကိုနေစဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တစင်ဖန်ပရိသတ်တွေအားလုံးကအမတရားနေ့အစည်းအဝေးမှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးကြတဲ့ဆိုရင်တော့နေစဉ်နေ့လယ်7:00နာရီကနေ2:00နာရီအတွင်းဖုန်းနံပါတ်3933 6939 1639နဲ့3998939 9995တို့မှာတုံးရကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်။ ရှင်။နားဆင်အပိခဲကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတာယာပြွှွှေမွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။